ကံအကူအညီဖြင့်မှု HIV လူနာတန်နှစ်ချီတည်ဆုံးနိုင်အမေရိကန်ရဲ့ရန်ပုံငွေဖြတ်တောက်မှုတွေကြောင့်လာမယ့်လနှစ်အတွင်း HIV လူနာ6သန်းကျော်လောက်သက်ဆုံးရှုံးသွားနိုင်တယ်လို့ UNAIDS ရဲ့အကြီးအကဲကသတိပေးကြောင်းနိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်ဒီရန်ပုံငွေဖြတ်တောက်မှုကြောင့် HIV တိုက်ဖျက်ရေးလုပ်ငန်းတွေရပ်ဆိုင်သွားနိုင်ပြီးတရက်ကို HIV ကူးစက်ခံရသူအသစ်2000လောက်ထပ်သိုးနိုင်တယ်လို့ဆိုပါတယ် HIV စီစဉ်တွေအတွင်းရန်ပုံငွေတွေအပါအဝင်နိုင်ငံခြားအကူအညီတွေရပ်ဆိုင်းဖို့အမေရိကန်အစိုးရရဲ့ဆုံးဖြတ်ချက်ဟာစွန့်ရတဲ့အကျိုးဆက်တွေဖြစ်လာပြီလို့ UNAID အမှုဆောင်ဒါရိုက်တာဝင်းနီပြင်းကြီးမာကပြောပါတယ်ရန်မုံွေဖြတ်တမှုကိုပြန်ပြင်ဆင်ဖို့ဝင်းနီကအမေရိကန်ကိုတောင်းဆိုခဲ့ပြီးဒီဖြတ်တမှုဟာအထူးသဖြင့်အမျိုးသမီးနဲ့ကလေးငယ်တွေကိုအပြင်းအထန်ထိခိုက်စေနိုင်မယ်လို့ဆိုပါတယ် လက်ရှိမှာအမေရိကန်ကငွေကြေးထောက်ပံ့ထားတဲ့ HIV ကုသရေးနဲ့ကာကွယ်ရေးအစီအစဉ်အများပြားဟာအလုပ်ရဆိုင်မှုအမေရရှိထားပြီးအာဖရိကကမိခင်နဲ့ကလေးစေကန်းတွေကိုပိတ်ထားရသလို ARV ဈေးဝပြတ်တောက်မှုတွေလည်းအပြင်းထန်ဖြစ်ပေါ်နေပါတယ်။စင်ရတဲ့နိုင်ငံတွေမှာ HIV ဈေးဝအရှာဝလာပြီးကူးစက်မှုနဲ့တည်ဆုံမှုတွေတိုးမြင့်လာနိုင်တယ်လို့ ဒါ1990ပြည့်လွန်နှစ်တွေကအခြေအနေကိုပြန်ရောက်သွားမယ်လို့ UNAID ရဲ့အကြီးအကဲကသတိပေးပါတယ်2004ခုနှစ်မှာ HIV ကြောင့်သေဆုံးသူအရေအတွက်ဟာနှစ်သိန်းကျော်ရှိခဲ့ပြီး2023ခုနှစ်မှာ6သိန်းအထိကျဆင်းခဲ့ပါတယ်ဒါပေမဲ့အခုလို HIV တိုက်ဖျက်ရေးအစီအစဉ်တွေရပ်ဆိုင်းသွားရင်နှစ်20ကြာသုံးသက်မှုတွေကပြန်ဆုပ်ယူသွားလိုက်မယ်လို့ WHO အကြီးအကဲကသတိပေးထားပါတယ် မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။